ျမတို့ကတကယ်လို့မလုပ်ခဲ့ဘူးဆိုရင်တော့မနိုင်ဘူးသိကြရဲပေါ့နော်မလောက်ခဲ့ဘူးဆိုလို့ရှင်တော့မနိုင်ဘူးထေချာတယ်ဒီဟာကပြီးတော့ဒါဟာကိုကျမတို့ကမတရားမှုတစ်ခုအနေနဲ့ယူဆတယ်နိ အဲဒါအမှန်တရားမဟုတ်ဘူးဆိုတော့ကျွန်တော်တို့လက်ခံတယ် education မှာဆိုလို့ရှိရင်လीဒီ counseling နဲ့ပတ်သက်ပြီးတော့မှအခုနောက်ပိုင်းတော့ဒီ session နေနေတင်လာကြရလေးရှိတယ်ပေါ့ဒါပေမဲ့ကျွန်တော်တို့နေစဉ်ခံစားဆိုလို့ရှိရင်ဒါဟုတ်တစ်ခုအနေနဲ့ထည့်ပြီးတော့မှတင်လာလမ်းကြောင်းပေးတာပေါ့နော်ဒီကြောင့်မျိုးစိတ်ပိုင်းဆိုင်ရာ guidance counseling ဆိုတာဒီအင်အားနေပြီးတော့စတယ်အင်အားကိုရဲ့မိဘဒီကဓာတ်လက်ဦးဆရာပေါ့နော်ကျွန်တော်ဗမာဒီဟိုဟာ solution လဲပဲ စကားပုံစကားပုံလာဒီစီးရင်လေးပေါ့နော်လှုပ်စီပါတယ်ကြောင်ပြန်တက်တယ်ဒါပေမဲ့နောက်တစ်ချိန်ထပ်ပြီးတော့သူ suicide ထပ်လုပ်ဖြစ်တယ်အဲ့ဒီခါမှာတော့သူဒီကြောင်ကနေကြောင်ကနေဟိုအက်စကွန်လုပ်လိုက်တယ်ပေါ့ မင်္ဂလာပါဆရာမ M2 ရေဟုတ်မင်္ဂလာပါမကီဟုတ်အာဒီနေ့ကကျမတို့ HLF ဒီ Humanitarian Lab Family ကအာ Student Guidance and Counseling အဲကဏ္ဍအတွက် Support System နေကျမတို့ Educational Podcast series အစီအစဉ်ရဲ့ဒီ guest speaker ကိုဖိတ်ကြားတဲ့အစီအစဉ်ဖြစ်ပါတယ်။အဲ့တော့အချိန်ပေးပြီးတော့ကျမတို့ရဲ့အစီအစဉ်မှာလာပြီးတော့ join ပြီးတာအကူအညီပေးတာပံ့ပိုးပေးတာအတွက်အဲကျေးဇူးအများကြီးတင်ပါတယ်ကျမကနေဦးနေပြောလိုပါတယ်။ ကဲပါဟုတ်ကျွန်မကလည်းဒီ guest speaker လေးနဲ့ပေါ့နော်ပါဝင်သွင်းရတဲ့အတွက်ကျေးဇူးများတင်ပါတယ်ဟုတ်အဲ့ကျမတို့ကဒီနေ့ကတော့ကျမတို့ရဲ့ laboratory technician သင်တန်းသားတွေ trainees တွေအတွက်ကိုရည်ရွယ်ပြီးတော့အဲဒီကိုယ့်ရဲ့ဒီလုပ်ငန်းခွင့်အသေးဝင်ရောက်လာပြီဆိုလို့ရှိရင်ဘယ်လိုမျိုးပုံစံအနေနဲ့ကြုံတွေ့ရမလဲနောက်ဒီဘာသာရပ်ဆိုင်ရာလေ့လာ ို့တွေအခုလိုမျိုးကျွန်တော်ကျွန်တော်တို့ဒီ online ကနေပြီးတော့အဲတင် जा ပို့ချပြီးရတဲ့တင်တယ်မျိုးတိုက်ရတဲ့ပုံပါလေးပဲအဲတွေ့ကြုံရတဲ့ကျွန်တော်တို့ကျွန်တော်တို့တွေဒီစိန်ခေါ်မှုတွေရှိနိုင်တယ်နောက်တစ်ခါဒီရင်းမြစ်နဲ့ပတ်သက်ပြီးတော့လည်းပဲဒါစိန်ခေါ်မှုတွေအများကြီးရှိတယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးအဲနေရာတွေမှာ ပို့ပြီးတော့အခုလိုအချိန်မှာကျွန်တော်တို့ညီပြမလေးပဲအမြင်နဲ့မရှိနိုင်တဲ့နေသားမျိုးတွေမှာနောက်တစ်ခါကျတော့လက်ဘုံတတိဆရာနဲ့ပြရတဲ့ခါကျတော့ဒီဆရာရဲ့ဒီ influence ဖြစ်ဖို့မရရှိနိုင်တဲ့နေသားမျိုးတွေအဲဒါဒီကလေးအနေနဲ့ကလေးဆိုတော့ကျွန်တော်ကအကြောင်းသားတွေလို့သုံးလုံးတော့ပေါ့နော်တကယ်တော့ကလေးမဟုတ်ကြပါဘူးအဲအနာဂတ်မှာဒီလူလူပေါ့နော်ပြည်သူလူလူရဲ့နောက်ဒီချင်းမြင့်နေပါဒီသားတွေမှာဆိုရှင် internet မှာအကူအမင်း laboratory technician တွေဖြစ်လာကြမှာဖြစ်တဲ့အတွက်ကြောင့်ပို့အဲသူတို့တွေကိုကျွန်တော်တို့ကအခုချိန်နေရ စိတ်ပိုင်းဆိုင်ရာအပြင်မြေတောင်မြောက်ပြီးထားခြင်းနဲ့ဟိုစာရီတည်ပြီးတော့ဘာသာရက်တွေနားလည်ပြီးတော့ဒီလူမှုရေးနဲ့ပတ်သက်ပြီးတော့ရေနောက်တစ်ခုကကျွန်တော်တို့ဒီလူလူမှုအဲ PR တွေပေါ့ဒါတွေဆက်ပါကျွန်တော်တို့ဒီငယ်ရွယ်စဉ်တနန်းသားဘဝကလေးကဒေချာလေးငယ်ကင်တွေထားနိုင်မှုအတွက်ကိုရည်ရွယ်ပြီးတော့ခါကျတော့ကျွန်တော်ဒါလေးကိုအပြုလုပ်ရခြင်းဖြစ်ပါတယ်ဒါနဲ့ပတ်သက်ပြီးတော့ရှိပိုင်းမှာတော့ကျွန်တော်ကတော့ theory အဖြစ်အဲတီးဖို့လိုအပ်တဲ့ဒီ response တွေနဲ့ပတ်သက်ပြီးတော့ ကျွန်မလည်းနည်းလေးအဲရှင်းပါမယ် introduction လေးပြောပြထားရှိပါတယ်အဲ့တော့ဆန်ပါကိုကျွန်မတို့ကဒီမေးချင်တာပေါ့နော်အခုလိုမျိုးဒီကာလပေါ့နော်ဒီ2021ခုနှစ်ဆရာနာသိမ်းပြီးနောက်ပိုင်းမှာကျုံတွေ့ရနိုင်ငယ်ကျွန်တော်တို့ဒီ learners ပေါ့နော် students ပေါ့ဘယ်လိုမျိုး student မျိုးမဆိုကျွန်မဆိုပေါ်တာကျွန်တော်တို့ဒီ laboratory technician အဲ training တွေမှာမဟုတ်ဘူးတခြားခြားတော့ကျွန်တော်တို့ဘယ်လိုပုံစံမျိုးနဲ့ဒီပညာသင်ယူမှုကိုလုပ်နေကြတယ် အဲတကယ်ကတော့ကျမတို့ဒီမြန်မာနိုင်ငံတည်းမှာမဟုတ်ဘူးမြန်မာနိုင်ငံပြင်မှာတခြားတခြားသောဒီဒေသတွေပေါ့နော်ဒီနိုင်ငံတွေရောက်ရှိနေကြတဲ့ဒီ student အနေနဲ့ရောက်ရှိနေကြတဲ့လူတွေဆိုလို့ရှင်လည်းပဲ PR မျိုးစုံအချိန်မှာအဲနေရာပေါင်းစုံကနေအနေများခံရတဲ့နေရာအနေထားလေးရှိတယ်ပေါ့နော်အဲ့တော့ဒါလေးတို့ကျမတို့ဘယ်လိုမျိုး adjust လုပ်သွားမလဲဆိုတာကိုအာဒီ အအခုအထူးသဖြင့်ပေါ့နော်ဒီလိုမျိုးအနေထားမှာအဲဘယ်လိုမျိုးအဆင်ပြေပြေနဲ့ဒီလိုအဲနေထားအခုကိုချက်ကြော်မလဲပေါ့နော်အချိန်အားဖြင့်လည်းပဲကျွန်တော်တို့နောက်ထပ်အဲဒီလိုကာလမျိုးကိုဘယ်သူဘယ်သူမှအဲကြာကြီးဖြတ်တန်းခြင်းနဲ့အတွက်ကြောင့်မလို့ဒီကာလအဲတိုးလို့ပဲကျွန်တော်တို့သုံးနှုံးမယ်အဲ့တော့ဒီကာလအတွင်းမှာကျွန်တော်တို့ဘယ်လိုမျိုးအဲချက်ကြော်နိုင်ရမလဲဆိုတာကိုဇမရဲ့ဒီ personal history ပေါ့နော်အဲ့ဒါလေးနဲ့စပြီးတော့အဲမိတ်ဆက်ပေးပြီးတော့ဇမအနေနဲ့ရောဒီဟာနဲ့ပတ်သက်ပြီးတော့အဲအဲ ိုမှာပြပြခြင်းနဲ့ story တွေရှိမယ်ဆိုလို့ရှိရင်နောက်ကိုရဲ့ဒီအဲအဲဒီကနေပတ်သက်ပြီးတော့ဗောနော်အဲဒါနဲ့ပတ်သက်ပြီးတော့ပြောချက်ပြောခြင်းနဲ့အဲတခြားတခြားသောအဲ stories တွေရှိခဲ့မယ်ဆိုမိမိ story အပြင်တခြားသော story ရှိခဲ့မယ်ဆိုလို့ရှိရင်လည်းပဲပြောပြောဖို့ဖိတ်ခေါ်လိုရယ်ဗောနော်နောက်ဆင်မရဲ့ဒီ personal အားဖြင့်ဗောနော်ဆင်မ share ပြီးနိုင်သလားကိုရဲ့ဒီ အဲ medical life ပေါ့နော်ဒေါက်တာ M2 ရဲ့ medical life ရဲ့တခြားတခြားသော social life ရဲ့ career life ဒါလေးတွေကတွဲဖက်ပြီးတော့ကြာတော့ share ပေးဖို့အတွက်ကနဦးအဲကျွန်မလို့ဖွင့်ပြီးတော့ပြီးစင်တယ်ပေါ့နော်အဲကျွန်မအနေနဲ့အာဘာမှ boundaries တွေပါတယ်သတ်မှတ်ပြီးတော့အဖြေလဲပဲအဆင်ပြေပါတယ်ကိုကတော့ကျမတို့ဒီ CDM commerce တွေပေါ့နော်အဲဆေယနာသိမ်းမှုအဆင်ကျင်နေဒီကျမတို့အဲ CDM နယ်ပယ်ကဒီသဘောကိုင်းမဲ့တဲ့ချင်းချင်းအေးအေးစစ်စစ်အရင်အနေနဲ့ပြောတဲ့အနေထားမျိုးလေးဖြစ်တဲ့အတွက်ကြောင့်မို့ဆက်မအနေနဲ့ဒါအစီအစဉ်လေးနဲ့ပြောလို့ရပါတယ်ရှင်းပြီးလို့အနာသိမ့်ပြီးနောက်ပိုင်းပေါ့လေဒီနောက်ပိုင်းမှာဆိုလို့ရှင်ကျွန်တော်တို့ဒီတင်ကြားမှုတွေတင်ယူမှုတွေအကုန်လုံးပါပဲเนาะကလေးတွေရောဒီလူလက်ပိုင်းတွေရောပေါ့လေစာသင်နေတဲ့လူတွေတင်ကြားနေတဲ့သူတွေအကုန်လုံးက ဟိုခက်ခဲတဲ့အများကြီးနဲ့ရင်ဆိုင်ရတယ်ပေါ့နော်ဒီလိုနေသားမှာဆက်ပြီးတော့မှဒီပညာတွေကိုလက်လန်းမိနေဖို့အတွက်ကိုရရှိဖို့အတွက်ကြိုးစားနေကြတဲ့နေရာအထူးသဖြင့်တော့မြန်မာနိုင်ငံထဲရပေါ့လေမြန်မာနိုင်ငံထဲကဒီတနန်းသားတနန်းသူတွေအားလုံးကိုလည်းပဲကျွန်မအများကြီးကို ဟို appreciate လုပ်ပါတယ်ပေါ့နော်သူတို့နေနဲ့ခက်ခဲတွေများများအများကြီးတွေကနေပြီးတော့မှဒီ internet ခက်ခဲပေါ့နော်နေရာ data ခက်ခဲလုံးဂျုံရိတ်ခက်ခဲဒီလိုခက်ခဲတွေအများကြီးတွေကနေမှဒီပညာတွေကိုရနိုင်သလောက်ပေါ့လေစူးစမ်းပြီးတော့မှသင်ယူနေတယ်ကိုယ့်ရဲ့ပတ်ဝန်းကျင်ပေါ့ကိုယ့်ရဲ့ဒီအတိုင်းဝိုင်းကိုအကျိုးပြုနေကြတယ်အကျိုးပြုဖို့အတွက်လည်းစူးစမ်းနေကြတယ်ပေါ့နော်ဒီလိုအဲတတ်နိုင်သလောက် လုပ်နေကြတဲ့အတွက်လည်းဒီမှာကအများကြီးကိုအဲ appreciate လုပ်တယ်ကျေးဇူးလည်းတင်တယ်ပေါ့နော်ဆက်ပြီးတော့လည်းကျမတို့အနေနဲ့ကဒီတက်နိုင်သလောက်ပံ့ပိုးပေးနိုင်တာလေးတွေနေနဲ့လည်းပံ့ပိုးပေးခြင်းပဲပေါ့နော်အဲ့ဒါလေးကိုတော့ကျွန်တော်ပြောချင်ပါတယ်နောက်ကျမအကြောင်းလေးကိုပြောပြရမယ်ဆိုရင်ပေါ့နော်ကျမအနေနဲ့တော့ဘလို့အဲအများကြီးဟိုပြောပြပေးစရာအနေနဲ့တော့မဟုတ်ဘူးဒါပေမဲ့လည်း just sharing လေးပေါ့နော်အဲ့လိုအနေနဲ့ပြောပြချင်ပါတယ်ကျမဒီ CDM အဲ student ပေါ့နော်ပြောမယ်ဆိုလို့ရှင် student တယောက်ဖြစ်တယ်။နောက် CDM မှာတယောက်ဖြစ်တယ်ပေါ့။အဲကျမတို့ဒီစက်အာနာတင်ပြီးတဲ့ချိန်မှာစပြီးတော့မှကျမတို့ CDM လောက်ကြရတယ်။ CDM လောက်ကြတဲ့ချိန်မှာကျမတို့ဟိုဘလို့ရည်ရွယ်ချက်နဲ့စပြီးတော့မှ CDM လောက်လာခဲ့လဲဆိုတာလေးကိုလည်းကျမတို့ဟိုပြောပြခြင်းနဲ့ပေါ့နော်အဲဒီအကြောင်းလေးလည်းဆွေးနွေးခြင်းနဲ့ ထမဆုံးကျမတို့က February တရနေ့ပေါ့နော်အနာသိန်းနေပေါ့အနာသိန်းပြည့်ရဲ့ခါမှာဆိုလို့ရှိရင်ကျမတို့အဲ့ဒီအချိန်မှာကျမကဟို PG student တယောက်အနေနဲ့အဲသင်ယူနေတဲ့အချိန်ဖြစ်တယ် student တယောက်ဖြစ်တယ်ပေါ့ post graduate ပေါ့နော်ဆရာမဘွဲ့နော်ဟုတ်ကဲ့ဟုတ်ကဲ့အဲ့မှာဆရာတွေကကျမတို့ကိုမေးတယ်ပေါ့ကျမတို့စာဆက်တယ်မလားဒါမှမဟုတ်လို့ရှိရင်လည်းဘယ်လို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 လုပ်ချင်လဲပေါ့လေ အဲ့လိုမျိုးကျမတို့ကိုမေးတယ်မေးတဲ့အခါမှာအဲ့ဒီအချိန်မှာတခြားဟိုကြံကြံတဲ့ဒီဆရာဝန်တွေပေါ့လေဈေးရုံအတိုင်းဝိုင်းဆရာဝန်တွေလည်းပဲဒီလိုပဲ CRM လောက်ကြမယ်ဆိုတချို့တွေလည်းလုပ်နေကြအဲ့လိုမျိုးတွေနဲ့အဲဆွေးနွေးနေကြတဲ့အနေအထားပေါ့အဲ့ဒီမှာကျမတို့လည်းပြန်ပြီးတော့ငွေချင်းတွေနဲ့ပြန်တိုင်းမယ်နဲ့တိုင်းမယ်ပြီးတော့ကျမတို့ကတကယ်လို့မလောက်ခဲ့ဘူးဆိုရင်တော့မနိုင်ဘူးသိကြတယ်ပေါ့နော် မလုပ်ခဲ့ဘူးဆိုလို့ရှင်တော့မနိုင်ဘူးသိကြတယ်ဒီဟာကပြီးတော့ဒါဟာကိုကျမတို့ကမတရားမှုတစ်ခုအနေနဲ့ယူဆတယ်လေဆွေးနွေးကြတယ်ဆွေးနွေးကြပြီးရခါမှာဆရာတွေကကျမတို့ CDM လုပ်မယ်ဆိုပြီးတော့အကြောင်းပြန်တယ်ပေါ့နော်အဲ့လိုနဲ့ပဲကျမတို့ batch တစ်ခုလုပ်မယ် CDM လုပ်ကြတယ်ဒါတော့ကျမတို့ရဲ့ဒီ CDM တမိုင်းအစားပေါ့နော်အဲ့မှာကျမတို့ CDM လုပ်ပြီးတဲ့နောက်ပိုင်းမှာအများကြီးကို စီတမ်လောက်ပြီးပြီဆိုတော့ဇာလမ်းတင်တော့ဆိုအများကြီး gap ဖြစ်နေရပါလိမ့်နော်ဘလိုလိုဒီလိုလိုဖြစ်နေတဲ့ဒီတင်ကြားရေး gap ဖြစ်နေတဲ့အချိန်လေးရှိတယ်။နောက်ပိုင်းမှာဆိုလို့ရှိရင်ကျတော့ဒီမကီလိုပဲပေါ့နော်မကီလိုတွေနဲ့ပြန်ပြောင်းမှကျမတို့ဒီ CDM ဆရာဆရာမတွေပဲပြန်ပြောင်းမှ network နေနဲ့ပြန်ပြောင်းမှချိတ်ဆက်တယ်ချိတ်ဆက်ပြီးရခါမှဆိုလို့ရှိရင်ကျမတို့ပြန်ပြောင်းမှဒီစာရီးပြန်တင်ပေးရပေါ့နော်အဲ့ဒီလူမျိုးလေးတွေလုတ်ပေးခဲ့တဲ့အတွက်လည်းကျမတို့အများကြီးပဲကျေးဇူးတင်ပါတယ်ပေါ့နော်အဲအဲ့ဒါကကျတော့ကျမတို့ဒီ စီဒီအမ်လောက်ပြီးနောက်ပိုင်းမှာ student student ဘဝကိုဘယ်လိုဖြတ်တန်းလဲဆိုတဲ့နေထားလေးပေါ့နော်။ငကီဟုတ် Instagram live မှာတော့ဆရာမတို့ကြီးကြီးကျယ်ကျယ်ကျမတို့ကကြုံတွေ့ခဲ့ရတာမျိုးမရှိခဲ့ဘူးပေါ့နော်ဒီလိုမျိုးအရင် challenging ဖြစ်တဲ့ဒီနိုင်ငံရဲ့လှည့်ပြောင်းကာလတခုကိုကျမဖြတ်ကျော်ရမရှိဘူးဆိုတော့အဲဒီလိုမျိုးစန်းတန်းတဲ့ကာလတခု challenging ဖြစ်တဲ့ကာလတခုကိုကျမတို့လူမျိုးသားကျမတို့အဲကြော်ဖက်ရမယ်ဆိုလို့ရှင်ဒီလောက်ဒီကြီးမားတဲ့ decision တွေကိုကျမတို့ချနိုင်မှာမလားဒီပေါ့နော်အဲ့တော့ဒါကတော့အချင်းချင်းကိုကျမတို့ flattery လောက်တာတော့မဟုတ်ဘူးအဲမြောက်ပင်ပြောဆိုတာမျိုးတော့မဟုတ်ဘူးတကယ်ကိုပဲကျမတို့အဲ့ချိန်မှာဆိုလို့ရှင်တွေ့ဝဲမိမှာပဲငါတို့က က်လို့ရှင်ပွဲရမှာအဲဘွဲလုံးပြပြီးတော့ဒါ specialty တခုကိုရသွားမှာပေါ့နော်အဲဒါပေမဲ့အခုလိုချင်းမျိုးမှာဒါအရင် risk ယူပြီးတော့လောက်လိုက်ရပြီဆိုလို့ရှင်ငါတို့ရဲ့လမ်းကြောင်းဘယ်လိုဖြစ်သွားမှာလဲပေါ့ဒါမျိုးတွေကျမတို့ကစဉ်းစားကောင်းစဉ်းစားမိပါပေါ့နော်အခုချိန်မှာတော့ကျမတို့ကဘာဖြစ်ပြောနေပဲတခုရဲကိုအဲဒါရောက်တိုင်းနာတခုတည်းရောက်နေတဲ့လူတွေဖြစ်တဲ့အတွက်ကြောင့်မလို့အဲ CDM လောက်လိုက်တယ်ဆိုလို့ရှင်လည်းပဲဒီနေ့ပြန်မှာကျမတို့ဆက်လက်ပြီးတော့ ဲဒါရှင်တန်မယ်ဆိုလို့ရှင်လည်းရှင်တန်လို့ရရဲဆိုရဲဂီတာမျိုးလေးတော့ရှိရဲပေါ့နော်တိုးတော်ညာလည်းဒါကြတော့ပညာရဲ့အနေနဲ့ပြန်ပြီးစဉ်းစားကြည့်မယ်ဆိုလို့ရှင်ကျမတို့က life long learners တွေပဲပေါ့နော်လူတွေအားလုံးကဒီတနည်းမဟုတ်အနည်းများကိုစာသင်ခန်းထဲမှာသတ်သင်တာလည်းပဲဒါကကျမတို့ formal education ပဲနော်အဲစာသင်ခန်းပြင်မှာမှကျမတို့သင်တယ်တခြားသောကျမတို့ informal education တွေဆိုတာလည်းပဲဒါအများကြီးရှိတယ်ပေါ့လေအဲဒါကြောင့်မို့လို့အဲဒါရင်နဲ့ပတ်သက်ပြီးတော့လည်းပဲအာကျမတို့ CRM ရဲ့စိတ်ထဲမှာဖြစ်နေခံစားချက်ဒီအဲကိုလည်းပဲကျွန်တော်နည်းနည်းလေး ါလေးကိုဟိုအဲဒါလေးကိုနည်းနည်းလေးကြည်လင်အောင်လို့ဒါလေးပြောပြခြင်းဒါလေးပေါ့နော်အဲ့တော့ကျွန်မဒါလေးပတ်သက်ပြီးတော့လည်းပဲအဲထပ်မံပြီးတော့ဒီ career career မလုပ်မရောက်ခင်ပေါ့နော်ကိုယ် student life တကူဖြတ်တန်းနေဆိုရဲအနေထားတကူကိုအဲပြောပြပြီးပါပေါ့ဘာလို့ဆိုကျွန်မတို့တွေကကျမတို့ရဲ့ဒီ education system မှာပေါ့เนาะဒီအခြေခံပညာပဲဖြစ်စေအစမြင့်ပညာပဲဖြစ်စေဒီ system တွေထဲမှာ အာကျမတို့ student ဒီနေနဲ့တက်တက်မတ်မတ်ကျမတို့ကိုဒါ counseling လုပ်တာပေါ့ guidance လုပ်တယ်ဆိုတော့ system မျိုးတွေအားကို weak ဖြစ်တယ်ပေါ့เนาะကျမတို့ society ကအဲဒါနဲ့ပတ်သက်ပြီးတော့ဒီရှင်းမြန်အဖြစ်ရောနပတ်မိုးဝေးမှုအားပြီးတော့အင်တန်မှာအားနေတဲ့နေရာပေါ့เนาะကျမတို့နိုင်ငံအနေနဲ့ဆိုလို့ရှင်ဒါကြောင့်မလို့ပဲပဲဒီစနစ်ကိုကျမတို့ဒီပို့ပြီးတော့ကောင်းအောင်လို့ဆိုပြီးတော့လည်းပဲ CRM ဆိုတာလုပ်ခဲ့ကြတာပေါ့လीเนาะဒါတိုင်ငယ်ရဲ့ CEO ကြီးပဲကျမတို့ဒီဒါပြောမှာ sacrifice လုပ် ပေါ့လေနော်အဲ့တော့အဲ့တော့ဒီဟာနဲ့ပတ်သက်ပြီးတော့ဆရာမအနေနဲ့ပေါ့နော်ဒါကတော့နင်းများအားလုံးကြုံတွေ့ရတယ်ဆိုပေမဲ့လည်းပဲဆရာမရဲ့ဒီ personal အဖြစ်ရောဒါမှမဟုတ်ရှင်နေပဲကိုယ့်ရဲ့တခြားခြားသော story တခုပေါ့နော်တခြားလူတရားပဲ story ဖြစ်စေအဲဒါလေးနဲ့ပတ်သက်ပြီးတော့ sharing လုပ်ချင်တာလေးရှိရဲဆိုလို့ရှိရင်အဲလုပ်ပေးပါပေါ့နော်ရှိမယ်လို့လည်းပဲထင်ပါတယ် review လုပ်ကြည့်မယ်ဒါလို့အတိအမှတ်ပြမယ်ပေါ့နော်ဒီခံစားချက်တွေဒီစစ်ပိုင်းဆိုင်ရာဖြစ်တဲ့အနေအထားတွေနောက်ကျိုးပြရတဲ့ပတ်ဝန်းကျင်ရဲ့အနေအထားတွေကိုပြန်ပြီးတော့ကျမတို့ပြန်ကြည့်ပြီးတော့ဒီထက်ပိုကောင်းအောင်ကျမတို့အဲဒါ လုံဆောင်ထားရဲဆိုတဲ့နေရာမှာဒါလေးတွေကျွန်တော်တို့ကြီးညက်ထားဖို့လိုရပေါ့နော်ဆိုတော့ကျွန်တော်တို့ကဘာဖြစ်သွားဖြစ်သွားရဲဆိုတဲ့နေရာကိုကျွန်တော်ဘသူကြောင့်လဲဘယ်ဝါကြောင့်လို့ဆိုတာပြည့်တင်ထားတဲ့စာလို့ရှိရင်ဒီလိုမျိုး emotions တွေ now ဒီတွေ့ကြုံရတဲ့အခြေအနေတွေပေါ့နော် situations တွေပေါ်မှာနောက်တဲ့ပိုကောင်းအောင်ကျွန်တော်တို့ဘယ်လိုမျိုးပြင်ဆင်သွားကြမလဲပေါ့နော်အဲဒါလေးတွေကျွန်တော်တို့အာ ရမယ်လို့အဲယူဆရတယ်ပေါ့နော်ဒီလိုမျိုး program လေးတွေညာတစ်ဆင့်ဒီထက်ပိုပြီးတော့ကောင်းတဲ့ solution လေးညာမယ်လို့ဒီမှာယူဆရတဲ့အတွက်ကြောင့်အဲဒါလေးကိုဇမောက်ဒါ amazing ဖြစ်ပါတယ်ဇမအနေနဲ့လည်းပဲအဲဒါကိုအဲကိုယ့်ရဲ့စိတ်ထဲမှာရှိတဲ့အတိုင်းပေါ့နော်မြင်တဲ့အတိုင်းအဲပြပြပေးလို့ရပါတယ်ဇမောက်နော်ဟုတ် โอเคဒါဆ ्याम မေးတာတော့ student life မှာပေါ့เนาะ student life မှာဆိုလို့ရှင်ကြတော့ကျမတို့ဒီဝယ်မရခင်အနေထားကိုပြောချင်ပါတယ်အဲ့မှာဆိုလို့ရှင်ကြတော့ကျမအနေနဲ့ကတော့ဟိုပြောပြစရာ story ကြီးအနေနဲ့ဒီဒီမမတော့မရှိဘူးပေါ့เนาะဒါပေမဲ့ဟုတ်တယ်ဆ ्याम ပြောတာအမှန်တယ်ပေါ့เนาะကျမတို့ရဲ့ဒီ student life မှာကျမတို့ရဲ့ဒီမြန်မာ education မှာဆိုလို့ရှင်လीဒီ counseling နဲ့ပတ်သက်ပြီးတော့မှအခုနောက်ပိုင်းတော့ဒီ session နေနေနဲ့သင်လာကြတာလေးတွေရှိတယ်ပေါ့ဒါပေမဲ့ကျမတို့ငယ်စဉ်အခါကဆိုလို့ရှင်ဒါဟိုတစ်ခု အနေနဲ့ထည့်ပြီးတော့မှတင်လာလမ်းကြောင်းပေးတာပေါ့နော်ဒီကြောင်းသားတွေကိုစိတ်ပိုင်းဆိုင်ရာဆွေးနွေးပေးတာမျိုးလေးတွေကမရှိဘူးပေါ့နော်မရှိတဲ့အခါကျတော့ တို့ကျမတို့တငယ်ချင်းတွေထဲမှာဆိုလို့ရှင်လည်းပဲလေ stress data အများပြီးမှ suicide လုပ်တဲ့တငယ်ချင်းတွေဆိုတာတွေလည်းရှိတယ်ပေါ့နော်အဲ့လိုမျိုးတွေကသူတို့ရဲ့ background ကိုကြည့်လိုက်မယ်ဆိုရင်သူတို့ကနည်းနည်းဟိုတငယ်ချင်းတွေကြားထဲမှာလည်းနည်းနည်းလေးဖဲချင်ခံထားရတဲ့အနေအထားမျိုးလေးတွေရှိတယ်ပေါ့နော်အဲ့ဒါလေးတွေသွားပြီးတော့မှတွေ့ရတယ်ဆိုတော့ကျမတို့ကတကယ်ကိုဒီငယ်စဉ်အနေအထားမှာကတည်းကလေဒီ psychology နဲ့ပတ်သက်ပြီးတော့မှ support ပေးတာမျိုးလေးတွေ counseling session လေးတွေဝင်ပေးတာလေးတွေအဲ့ဒါလေးတွေကတကယ်ကိုလိုအပ်တယ်ပေါ့နော်ကျမတို့ပညာရေးဒီတက်လျှောက်မှာပေါ့နော်ကလေးတွေမှာ ှာကလေးကစပြီးရောမှာလေအခုနောက်ပိုင်းဆိုလို့ရှင်လဲဒီကျမတို့နိုင်ငံချင်းနေလဲဆိုရင်ပူဆိုးတာပေါ့ကလေးတွေမှာဆိုလို့ရှင်လဲ childhood trauma တွေများတယ်လေနော်အဲ့ခါကျတော့ဒီကလေးလေးတွေကပြောရဆိုရခက်တာလေးတွေ၊ကင်တွဲရခက်တာလေးတွေ၊ aggressive ဖြစ်တာလေးတွေပေါ့ဒါလေးတွေလဲကျမတို့တွေ့လာရတယ်အဲ့ခါကျတော့ဒီကျောင်းသင်ခန်းစာတွေမှာကိုလေဒီ counseling လေးကိုကဏ္ဍတစ်ခုအနေနဲ့သင်ကြားပေးဖို့ဆိုတာမျိုးလေးတွေဒီကျမအနေနဲ့တော့ထည့်စီခြင်းနေပေါ့နော်ဟုတ်အဲ့ဒါလေးပါဆရာမဟုတ် မိမိကိုယ်တိုင်လည်းပဲဒါကောင်ဆယ်လင်းနဲ့ပတ်သက်ပြီးတော့ virus နဲ့ပတ်သက်ပြီးကြောင်းပေါ့နော်ကြောင်းနဲ့ပတ်သက်ပြီးတော့အဲမရထားခဲ့တဲ့အနေအထားလေးတော့ကျွန်မအဲဒါလေးเนาะလူယူဆမိပါတယ်ကျွန်မတို့ကိုယ်တိုင်လည်းပဲအဲ့လိုလိုအဲဒီ virus counseling ကအင်တာမအားနည်းပုံစံမှာကြီးပြင်းလာခဲ့တာပေါ့နော်အဲသူကတော့ဒီကျမတို့ theory ကဆိုလို့ရှိရင်တော့ guidance counseling ဆိုတာဒီအင်အားကနေပြီးတော့စတယ်အင်အားကိုရဲ့မိဘဒီကဓာတ်လက်ဦးဆရာပေါ့နော်ကျမဗမာဒီဟိုဟာရဆိုလို့ရှိရင်လည်းပဲ ဇက်ကဘုံဇက်ကဘုံလားဒီစီးရင်လေးပေါ့နော်မလှုပ်စရာမြည်ထိုက်စွာဘူး robot ပါစီယာမျိုးပဲအနီးက next generation ဖြစ်တဲ့ဒါသမီးတွေကိုလုပ်ပြီးလို့ရပါဆိုတော့ဒါပေမဲ့အဲ့ဒီ system စနစ်ကလည်းပဲအရင်ဒါ develop မဖြစ်အဲခဲတာနောက်ကျင့်သုံးတဲ့အနေသားလေးပေါ့နော်ဒါလေးလည်းပဲအများကြီးအာအားနေရမျိုးလေးပါခဲ့ပေါ့နော်ဆိုတော့ဒါလေးကတော့တပိုင်းပေါ့ တော့ကျမက story နေနဲ့ဆိုလို့ရှိရင်ခုနကျမပြောရဲဒီ suicide လုပ်တယ်ဆိုရဲအနေသားလေးကိုလည်းပဲခုနပြော share ပေးသွားရဲပေါ့နော်ဒါနဲ့ပတ်သက်ပြီးတော့လည်း share ပေးရကျေးဇူးတင်ပါတယ်အဲ့တော့အဲ့ဒါလေးကိုနည်းနည်းလေး stress လုပ်ပြီးတော့အဲပြောပြပြီး မလားပေါ့နော်ဒါဆိုလို့ရှိရင်တော့ပို့ပြီးတော့ကျမတို့မြင်လာမယ်ပေါ့နော်အခြေအနေတခုပို့ပြီး visualize ဖြစ်ပြီးတော့အဲဒါရဲ့နောက်ွယ်မှာကျမတို့ဘလိုပုံစံမျိုးလေးတွေနဲ့ရှိထားလေပေါ့နော်ဟိုမှာကျမတို့ဖြစ်ချင်းခံထားရတယ်ဆိုတော့ကလေးမျိုးလေးတွေရှိရဆိုလို့ရှိရင်အဲ့ဒီဘလိုမျိုးအဲကလေးမျိုးတွေဆိုလို့ရှိရင်တော့ကျမတို့အဲဘလိုမျိုးလွယ်လွယ်ကူကူနဲ့ကိုယ့်ရဲ့ဒီ society ထဲမှာ identify လုပ်လို့ရမှာဆိုတော့ကျမတို့သူတို့ support လုပ်ပေးမယ်ပေါ့နော်ပို့ပြီးတော့ support လုပ်ပေးမယ်ဒီလိုမျိုးအနေထားရဖြစ်ရအောင် community ကနေပြီးတော့ဝိုင်းပြီးတော့ဒါကိုကျမတို့အတိမတ်ပြုမယ်ဒီလိုအနေထားမျိုးတွေရှိပါလားဆိုတော့ကျမတို့ အရင်ဆုံးကဒါ recognize လုပ်မယ်ပေါ့နော်ပြီးတော့မှပဲအဲ့ဒီပေါ်မှာထမှန်ပြီးတော့ဒီလူလူတွင်ကဒီ ဗောလန်တီးယားစီပဲပေါ့အဓိကကတော့ကျမတို့ကမကနာလုပ်တဲ့ဒီစေတနာဝန်ထမ်းပုံပုံတွေပေါ့နော်အခုကျမတို့ကျမတို့လုပ်နေဗောလန်တီးယားဗောလန်တီးယားတွေပဲပေါ့နော် community ပဲဗောလန်တီးယားတွေနေနဲ့အများကြီးကျမတို့ထပ်ပြီးပေါ်လာကြမယ်ပေါ့ဆိုတော့ဒါမျိုးလေးတွေနေနဲ့နေလေနေပဲအဲကျမတို့နောက်လာမယ့်ရှင်းနှစ်တည်ထဲမှာအဲကိုယ့်ရဲ့ society ကိုပဲကိုယ်ချင်းချင်းပဲပြီးမှကူညီသွားလို့ရမယ်ကိုကျမတို့ထင်တယ်ပေါ့နော်အဲအဲ့တော့အဲ့အားလေးကိုကျမတို့ကအဲဒီအဲ UZ လေးနဲ့ပေါ့နော်ရေးရှုပြခါကျတော့ဒါမျိုးလေးကိုကျမတို့ထုတ်ပြရဖြစ်တဲ့အတွက်အခုနောက်ကျမပြောရဲ story လေးရ solution ပို့ပြီးတော့ဒါလေး ီး highlight ရလေးဖြစ်နေပါเนาะအဲကျွန်မအဲ့ဒါဒီ nail share လို့ရလို့ solution လည်းပဲအဲဒီ share ပေးပါဆိုပေါ့เนาะ ADAFP သူ့ရဲ့အဖြစ်အပျက်လေးပေါ့เนาะဒီလိုမျိုးအနေထားလေးအားကျွန်မရဲ့တငယ်ချင်းတွေမိတ်ဆွေတွေမှာဘယ်လိုမျိုးဖြစ်တဲ့ခဲ့လဲဆိုတာလေးပြောပြပေးပါရှင်ကျေးဇူးပါဟုတ်ကဲ့ကျွန်တော်ကျမတို့ចောင်းတက်တုံးကတငယ်ချင်းပဲပေါ့เนาะသူကကြတော့ကျမတို့ဟိုတစောင်းနေပဲနေဖြစ်တယ် အဲတူတူဟို group ကတော့ဟိုတငယ်ချင်းတွေကကြာဟိုကုတ်စုလေးနဲ့ကိုပေါင်းတတ်တာလေးများတယ်ပေါ့နော်အဲ့လိုဆိုတော့ကျမတို့နဲ့တော့ဟိုတစ်ခွေလေးတော့အတူတူပေါင်းပြတတ်တဲ့ငယ်ချင်းမဟုတ်ဘူးဒါပေမဲ့အတန်းပေါ်ပဲပေါ့နော်အဲသူကလည်းပဲတခြားတငယ်ချင်းတွေနဲ့အုပ်စုလိုက်လေးပေါင်းတယ်ဒါပေမဲ့ဟိုသူတို့ကြားထဲမှာတော့တခြား conflict လေးတွေလည်းရှိကောင်းရှိမယ်ပေါ့နော်အဲ့ဒါတော့ကျမတို့အသေးစိတ်မသိဘူးဒါပေမဲ့ဒီလိုအုပ်စုလိုက်ပေါင်းနေရင်လည်းမှာတဖြည်းဖြည်းနဲ့သူကနည်းနည်းလေးဟိုသူ့ကိုဟိုတငယ်ချင်းတွေကနည်းနည်းလေးရှောင်ကြတဲ့အနေအထားလေးတွေရှိရဲ့ပေါ့နော်အဲ့ဒါအပြင်ကို သူဒီကျမတို့ကြောင်းမှာဆိုလို့ရှင်တော့ဒီစာရဲ့ stress တွေလည်းပဲရှိရပေါ့ကျမရဲ့เนาะအဲ့လိုမျိုးလေးတွေစာ စာတိတ်ပြီးတော့မှဟိုလိုက်လိုက်နိုင်ဖို့ခက်ခဲတဲ့အနေအထားလေးတွေလည်းရှိမယ်ပေါ့အဲ့လိုမျိုးအနေအထားမှာပြီးတော့သူတိရတလောက်ဆိုလို့ရှင်တော့သူမိသားစုမှာလည်းပဲမိသားစုနဲ့လည်းတိတ်ပြီးတော့မှအဆင်မပြေတဲ့အနေအထားလေးတွေရှိတယ်ဆိုတော့သူက suicide လုပ်တယ်ပေါ့เนาะပထမတစ်ချိန် suicide လုပ်တယ်အဲ့ဒီမှာသူဟို ဘာမှမဖြစ်ဘူးပေါ့နော်ဘာမှမဖြစ်ဘူးသူပြန်ပြီးတော့နေကောင်းလာတယ်အကြောင်းပြန်တက်တယ်ဒါပေမဲ့နောက်တစ်ချိန်ထပ်ပြီးတော့မှသူ suicide ထပ်လုပ်ဖြစ်တယ်အဲ့ခါမှာတော့သူဒီအကြောင်းကနေအကြောင်းကနေဟိုအက်စကွန်လုပ်လိုက်တယ်ပေါ့နော်နှစ်ခါပေါ့နော်အဲ့လိုမျိုးတော့ဖြစ်ပါတယ်ကျွန်မဟုတ်အဲ့တော့ကျွန်မဟိုပါပေါ့နော်ဟိုအတန်အနေရောမထိခိုက်ဘူးပေါ့အတန်မလုပ်တဲ့ဟာပဲပေါ့နော်ဘယ်လိုပုံစံမျိုးနဲ့အတန်မလုပ်ခဲ့တာလဲဆိုပါလိမ့်မယ်ကြောက်ပြပေးလို့ရပါအေးစေးတောက်တာပါကျမကအေးစေးတောက်တာပေါ့နော်ဟုတ် ရဲ့ဒီ psychological ဟိုအားလေးပေါ့နော် trauma လေးတွေကိုကနေကူရရရှိခဲ့ထားပြီးသားလေးတွေကိုအတိအကျကျွန်တော်တို့ recognize မလုပ်ဘူးမကူတာခင်ရဲ့အတွက်ကြောင့်နောက်ဆက်တွဲနေတဲ့ဒါမျိုးလေးတွေကျွန်တော်တို့ကြုံပြရတယ်လို့ယူဆရပေါ့နော်ဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့ guidance counseling ပုံစံမျိုးရောအဲ့ဒီ situation မှာရှိခဲ့လို့ဆံမအဲကြားမိတလားပေါ့နော်ဇမကူရန်ကတော့တကယ်ချင်းအရင် close friend မဟုတ်တဲ့အတွက်ကြောင့်လို့မသိဘူးဆိုပေမဲ့လည်းပဲဇမတို့ကြောင်းနေနေဆိုလို့ရှိရင်ရောအဲ့လိုမျိုး guide support အာလိုဟာမျိုးလုတ်ပေးရဲဆိုတဲ့ဟာမျိုးရောအဲကြုံခဲ့ရပါတယ်ဆင်။ကျောင်းအနေနဲ့တည်တံ့တော့ဖြစ်မယ်မထင်ဘူးမက်ကြီး။သူကကြတော့ဟိုအဲ့လိုအကြက်နေလုတ်ပြီးတဲ့ခါမှာတော့ကျမတို့ psychologist နဲ့ပြန်ပြရတယ်ပေါ့နော်။ပြန်ပြပြီးတော့မှဆေးလေးတွေတောက်တဲ့အတွက်သူ guidance counseling တော့ရရတယ်လို့ပြောလို့ရတယ်ပေါ့နော်။ဒါပေမဲ့ဟိုကျောင်းအနေနဲ့ program တစ်ခုအနေနဲ့ဟိုအစီအစဉ်တစ်ခုအနေနဲ့တော့မဟုတ်ဘူးလို့ကျမထင်တယ်။ဟုတ်။ကျေးဇူးပါကျမ။ ဆိုတော့အခုကတော့ကျမတို့ကကနေဦးဒီ student guidance and counseling ရဲ့အကြီးပါပေါ့ကိုဇမရဲ့ဒီဖြတ်တန်းမှုတွေကနေပြီးတော့တချို့ဟာလေးတွေကို highlight လုပ်ပြီးတော့ပြပြပေးသွားရပေါ့နော်အဲ့တော့အဲ့အတွက်ကျမတို့ကျေးဇူးအများကြီးတင်ပါတယ်ဆိုတော့အဲ့တော့ now ဒီပိုင်းမှာအဲကျမတို့ဒါနဲ့ပတ်သက်ပြီးတော့အဲလိုအပ်တဲ့အဲဟိုပြင်ဆင်မှုလေးတွေပေါ့နော်ဒါကိုကျမတို့ဘယ်လိုမျိုးအဲဟိုပြင်ဆင်ဖို့လိုအပ်တယ်လဲဆိုတာကို ကိုယ့်ရဲ့ဒီ society က society ကသတ်မှတ်ထားတဲ့ချမှတ်ထားတဲ့အဲ culture နေနဲ့အဲဘယ်လိုမျိုးကျမတို့ရင်ဆိုင်နေတယ်ဆိုတဲ့အကြောင်းလေးကိုဆက်လက်ပြီးတော့ဆွေးနွေးပြီးသွားမယ်ပို့စမှာเนาะဟုတ်ကဲ့ပါဒီ